အားလုံးပဲမင်္ဂလာပါဆိုသူလင်ဘလော့အနေကြိုဆိုပါရစေဒီဒီတစ်ပတ်စနေနေ့တွင်းမှာကံသွားတဲ့ Premier League ပွဲစဉ်လေးတွေကိုဟိုပြန်လည်သုံးသပ်တင်ပြခြင်းပါတယ်စနေနေ့မှာကံသွားတဲ့ပွဲမှာဆိုရင် Chelsea ကတော့ Everton 1-0နဲ့အနိုင်ရရှိတယ်ဒီပွဲမှာလည်း Chelsea ကအိမ်ခွင်းမှာအနိုင်ရတယ်ဆိုပေမဲ့ဟိုတကိုးတော့ဗောနော်သူခက်ခက်ခဲခဲနဲ့ကစားပြီးတော့အနိုင်ရရှိခဲ့ဖြစ်တယ် Everton နောက်ပိုင်းဒီမှာ David Moyes ပြန်ကင်ပြီးတဲ့နောက်မှာ အဗာဒန်သင်ကဘလုံးကစားပုံကြစ်လစ်လာတယ်ဘလုံးကစားပုံကြစ်လစ်လာတယ်စူးစီးမှုအားကောင်းတယ်အသင်းလိုက်စုဖွဲ့မှုအားနဲ့တစ်ဖက်သင်ကိုပိတ်ဆော့တယ်ကောင်တာတွေနဲ့ဆော့တယ်ချယ်ဆီကိုလည်းဒီလိုမျိုးဆော့သွားတဲ့နောက်ပိုင်းဒီဒေးဗစ်မိုးရဲ့ကင်ပြီးတဲ့နောက်ပိုင်းမှာအဗာဒန်သင်ကနိုင်ပွဲတွေလည်းပြန်လဲရရှိလာတယ်ရှုံးရင်တော့မှပဲအသင်းကြီးတွေကိုအရင်လိုကိုပြက်တွေနဲ့မရှုံးတော့ဘူးကြစ်ကြစ်လေးလေးနဲ့ဆော့လာတဲ့အသင်းဖြစ်တဲ့အတွက် Chelsea ဒီပွဲနိုင်ပွဲရတော့ ခြေစည်းတော့ဟိုခက်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 ကစားပြီးနိုင်တဲ့ပွဲပေါ့ Brighton နဲ့ Wahan မှာဆိုရင်လည်း3-2နဲ့နိုင်တယ်ဒီပွဲမှာဆိုရင် Wahan ကနေမှတံပြန်တိုက်စစ်တွေနဲ့ Brighton ကိုချိန်ချောက်နိုင်ခဲ့တယ်ဒါပေမဲ့ Brighton ရဲ့အသင်းလိုက်စုသွင်းမှုနေ့စနေပိုင်းနဲ့တူချင်းကျွမ်းကျင်မှုတွေကနေပါဒါ Wahan ရဲ့ခံစစ်ကိုပြန်လဲခြေပိုင်းနဲ့ဂိုးတွေအနိုင်ဂိုးနဲ့၃ဂိုး၃ဂိုးနဲ့နိုင်သွားတယ် နျူကာဆယ်ကတော့အင်ကွင်းမှာတက်တောင်းတက်တာနဲ့ကန်သွားတယ်အက်စ်ဝစ်ကလည်းတန်းဆင်းသွားပြီအဲဒီဘွဲမှာနျူကာဆယ်ကတက်တောင်းတက်တာနဲ့ဂိုးတွေရပါတယ်အဲအက်စ်ဝစ်ကန်ဆိုးတာလူတစ်ယောက်ကလည်းထုတ်ခံလိုက်ရတဲ့အခါမှာနျူကာဆယ်ကဘွဲကိုထိန်းချုပ်ပြီးတော့ဂိုးတွေကိုစုံမွားဒီထက်တော့မကဂိုးပြတ်နိုင်တဲ့အခွင့်အရေးတွေအများကြီးနျူကာဆယ်ရခဲ့တယ်ဒါမှလည်း3-0နဲ့ပဲဆုံးသတ်တယ်အဘူကလည်းလက်စတာကိုဒီလိုပဲလက်စတာလည်း တန်းစင်းသွားပြီအခုကလည်းအိမ်ဝင်းမှာ 3C နဲ့နိုင်တယ်ဒီဘွဲမှာတော့ဒါကုညာပေါ့နော်ကုညာကဒီဘွဲမှာအကောင်းဆုံးကစားသမားစုရတယ်ကို၃ကိုလုံးလည်းပထမကိုသူရှူတယ်ဒုတိယနှစ်ကိုလည်းသူကနေမှာဖန်ပြီးပြီးတော့သူကနေမှာချိတ်ဆက်ပြီးတော့ကစားကွက်တွေဖော်ပြီးတော့လှုပ်သွားပြီးတဲ့အတွက်ဒီဘွဲမှာကုညာတော့ခြေစွမ်းပြဆုံးကစားသမားနဲ့ဝတ်ထက်ထက်တန်တန်နိုင်သွားတယ်ဒါမန်ယူနဲ့ တနင်္ဂနွေနေ့ညမှာဆိုရင်ဘုံပေါင်းနဲ့မန်ယူကတကူစီတေးကြတယ်မန်ယူကနောက်ကနေလိုက်ကစားပြီးတော့မှအချိန်ပိုရောက်တော့မှခြေပါကိုရပြီးတော့တေးကြပါတယ်ပေါ့နော်လေဘာဘူးကတော့စပါကို5-1နဲ့နိုင်တယ်ဒီဘာမှာလေဘာဘူးကပရီမီယာပရီမီယာလီဖလိုင်းရသွားပါပြီအဲနောက်တစ်ပွဲမှာတေးကြရင်တော့ပရီမီယာလီဖလောင်းကို ရသွားပြီအဲ့တော့လီဗာပူးဒီနေ့ပရီးမီးယားလိချန်ပီယံလီဗာပူးဖြစ်သွားပါပြီဒီပွဲကိုပြက်အနိုင်ကြောင့်အာလီဗာပူးနောက်တစ်ပတ်ဒီမှာပေါ့နော်ပွဲတွေပြီးနောက်တစ်ပတ်လီဗာပူးကအဝေးပွင့်ချက်စီးနဲ့ကံပြီးသွားရင်အိုက်ပွဲပြီးဒါလီဗာပူးကအောင်ပွဲခံပါပြီအာဆင်နယ်ကိုပွဲစဉ်34ပွဲအာဆင်နယ်ကိုအမှတ်55မှတ်ဖြတ်ထားတယ် ဒုတိယနေရာအာဆင်နယ်ကိုသူက15မှတ်ဖြစ်တယ်။သူက30ပွဲချင်း34မှာလီဗာပူးကကစားပြီးတဲ့အချိန်မှာ82မှတ်အာဆင်နယ်က68မှတ်နျူကာဆယ်က62မှတ်မန်စီးတီးက62မှတ်ချယ်ဆီက60နဲ့အစည်းပိုင်ဖြစ်တယ်။အနောက်နောက်တစ်ပတ်ဒီမှာဆိုရင်တော့နောက်တစ်ပတ်ပရီးမီးယားလိပွဲတွေမှာလီဗာပူးကချယ်ဆီကိုဒီကြိုင်အောင်ပရီးမီးယားလိပလာကိုသူတို့ရရှိပါပြီ။အဲ့တော့ နောက်တစ်ပတ်ပြီးရင်တော့ပရီးမီးယားလီးဂ်ဒီမှာနောက်တစ်ပတ်မှာကျွန်တော်တို့ပြန်တွေ့ကြပါအောင်မယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe share လုပ်ပြီးကူညီပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်